2025ခုနှစ်မေလ18ရက်တင်းငွေနေ့တခင်ပြားနေမနဲ့စောစောကိုနှုတ်ကိုရညီဖျားခင်သားတယောက်လာတဲ့ကျွန်တော်သူတများခန်းစားပြီးတေတာကလာသွားလာခြင်းလည်းမခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖျားရှင်ဒါမှဘုန်းကြီးပါစီတော့ဒီမိကကျွန်တော်ရဲ့အသွေးသားနဲ့ဆိုင်တဲ့စာတိပတိမွေးနေ့လည်းဖြစ်ပါတယ်ဒီမွေးနေ့ကိုဖျားခင်အကောင်းဆုံးကြီးစွာချွန်ခြင်းနဲ့စာတင်ကြောဖျားရခွန်ပြီးတဲ့ကြောင့်ထုတ်ဖျားရှင်ကမှဘုန်းကြီးပါစီတော့ ကလရှင်ရှူးစွာရွေးတော့မှာဆိုလို့ရှိရင်နှစ်စာနေပြီးဒီကနေ့ပါအောင်ကျွန်တော်ကျမအသက်ရှင်ခဲ့တာ138ရက်ရှိခဲ့ဖြစ်ပါတယ်။ကုန်ခဲ့တဲ့138ကိုဘလို့သုံးပြုကြလဲဆိုတာပြန်ပြောင်းဆက်ဆက်စစ်စားဆင်ခြင်လို့သိအောင်မနေ့ကနေ့စပြီးတော့နှစ်ကုန်ပြီးကြန့်ရှိသေးတာတော့229ရက်ကျန်ပါသေးတယ်။ကြန့်ရှိသေးတဲ့229ကိုလည်းကလရှင်အကောင်းဆုံးရွေးနှုတ်ပြီးသွားလာခြင်းလေဘို့လို့ကရှူးစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ my bless of morning အစီအစဉ်ကိုအဓိကချေပြုမဲ့ကျမ်းစာကတော့52ခုမြောက်သောဆလံအပိုက်ငယ်16တစ်ချက်အပိုက်ငယ်21ချက်မှာလောတဲ့ချက်လေးတွေရွေးချယ်ပြီးဖတ်သွားမှာဖြစ်ပါတယ်ကိုတော်သည် ကြီးစွာသောအမှုတို့ကိုပြုတော်မူ၏အကျွန်ုပ်ကိုစည်းစိမ်တိုးပွားစေ၍တပံတတ္တာစေတော်မူ၏မြတ်ကတော်သည်အသက်ရှင်သောအရာဖြစ်တိုင်းရောက်တိုင်းမှာပြသခြင်း အသက်တစ်ပတ်ပြည့်နှစ်ကောင်းချီးပေးပါစီတော့အာမင်ဆန္ဒစရာနေပြီးမှဖျားခင်ချီးမွမ်းပြီးတော့ဒီဆိုတဲ့တခြင်းတော့ဖြစ်ပါတယ်အဲ့တခြင်းနဲ့မှာအဓိကဖြစ်တော့ကိုတော်ဒီကြီးသောအမှုကိုပြုတယ်ဆိုတဲ့အရာပဲဖြစ်ပါတယ်မှန်ပါတယ်အဲ့ချိန်ကာလအတွက်ဆိုဣသရေလလူမျိုးအတွက်လူမျိုးတော်အတွက်ဖျားခင်ချီးမားတဲ့အမှုကိုပြုနေရှင်ဖြစ်ပါတယ်ထို့ရှင်ကကျွန်တော်ကိုယ်ကိုယ်လည်းရှင်လည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဖျားခင်လည်းဖြစ်ပါတယ်ကျွန်တော်တို့အတွက်ကျွန်တော်တို့ရဲ့ချင်းစီအတွက်လည်း ြတ်ခင်ကြီးမာတဲ့ဘုရားပြုနေရှင်ဖြစ်ပါတယ်အဲ့ဒီမှာမဟုတ်သေးပါဘူးအကျွန်ုပ်ကို စီးစိမ်တိုးပွားစီ၍တပံတပါစီတော်မူတယ်ဖျားခင်သူ့ရဲ့ယုံကြည်သူတွေသူ့ရဲ့ဂျွန်ရဲ့စီးစိမ်တိုးပွားခြင်းကိုအမတန်မှ နှစ်သက်အားရတဲ့ဖရားလို့လဲဆလံစရာဖော်ပြပါသေးတယ်35ဦးမြောက်သောဆလံအပိုက်ငယ်20ခွမှာမိမိဂျွန်၌ချမ်းသာတိုးပွားခြင်းအကြောင်းကိုနှစ်သက်တော်မူသောသာရဖျားသည် ဘုံကြီးတော်မူစေတည်းလို့ပြောပါတယ်မိမိကျွန်းချမ်းသာတို့ဘွားချင်းဒီပါစီးစိမ်တို့ဘွားချင်းကျောင်းဘုရားသခင်ဟာကျွယ်ဝတဲ့ဘုရားထာဝရဘုရားဖြစ်တဲ့ကြောင့်သူ့ကိုပြောက်ဝဲကိုးကွယ်တဲ့သူတွေယုံကြည်သူတွေတပည့်တော်တွေသူ့ရဲ့အမှုတော်ဆောင်တွေအသက်တာကိုဘုရားကစီးစိမ်ပေးတယ်ချမ်းသာတွေတို့ဘွားစေတယ်အဲ့လိုမျိုးတက်တဲ့ဘုရားလို့တာမကျစာဖော်ပြတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကြောင့် ဒီနေ့အဲ့နှစ်ကွက်တော်မှာကျွန်တော်ရက်တည်ပြီးတော့နေ့စဉ်နဲ့မြဖျားခင်မှာချီးမွမ်းခြင်းနဲ့သွာလာခြင်းလည်းဖို့လိုတယ်ဆိုတာကိုအဓိကတိုက်တွန်းချင်တာဖြစ်ပါတယ်ဒီနေ့ဝေငှချက်မှာဟာလားအကြီးတော်မှုပြုတယ်ဒီနေ့ကျွန်တော်တို့လည်းကြီးတော်မှုပြုတယ်ဖျားပါအာလေလုယာကျွန်တော်တို့ကိုစီးစိမ်တိုးပွား၍တက်တာစီတယ်ကျွန်တော်လည်းအဲ့လိုပဲစီးစိမ်တိုးပွားပြီးတော့တပန်တက်တာစီတဲ့ရှင်ဖြစ်တယ်အဲ့လိုနဲ့ အုတ်ကလီကပေါ့နော်ဖဆင်တော့တူးချင်းစီနေနဲ့ဖျားကဲပေါ်မှာရက်တီးပြီးတော့ချီမွန်ဖို့သွားလာဖို့ကျင်လည်ဖို့ကောင်းတယ်ဆိုတာကိုဒီနှစ်ပတ်တော်အဖြစ်အကြံပေးလိုပါတယ်ဖျားကဲစကားပေါ်ရက်တီးတာအာဆိုဂျိုမရှိတိုင်းကောင်းချိုချမ်းသာပဲရှိတယ်ဟာလေလုယာနှစ်ပတ်တော်ရက်တီးလို့ဘဒူကမွဲသွားဘူးလို့လဲဘဒူကဒုက္ခဆင်းတဲ့မှာလာနင်းမြုပ်သွားဘူးလို့လဲဖျားကဲခရုံကိုစားတဲ့ကြောင့်ဖျားကဲစကားတော်မှာရက်တီးတဲ့ကြောင့်စီစီတူပွားတာတွေ တတ်တာချင်းနဲ့မြောင်များစွာခံစားရဒါတွေပဲရှိတယ်။ကောင်းကြီးမင်္ဂလာတွေပဲရှိတယ်လို့ဖော်ညွှန်းချင်တာဖြစ်ပါတယ်။ဒါကြောင့်ဒီဂရီမှာကျွန်တော်တို့တကွဖျောက်ရချင်မရအောင်ကြီးတော်မှုပြုတယ်။ချမ်းသာစီးစိမ်ကိုတိုးပွားစေတယ်။ကျောင်းရတော့ကတော့လည်းဝေခါချပြင်ရောက်တယ်မှာဖျောက်ခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပြပါစေတော့။ဆုတောင်းနေကြပါစို့။ပြတော်ရှင်ပါဗျာကိုရောဒီသားတို့ဖို့တော့ကကြီးတော်မှု တဲ့ဖရာဖြစ်ပါတယ်။အဲ့ဒါပြင် သားတို့ကိုစီစဉ်တူပွားစီပြီးတော့တပံတတ်တာစီတဲ့အရှင်လည်းဖြစ်ပါတယ်။နောက်ဆရာဆရာထပ်ပြောပါတယ်။မိမိကြောင့်လည်းခြားသာတူပွားခြင်းနဲ့တက်တဲ့ဖရာလို့ကျမ်းစာဖော်ပြပါတယ်။ကြောင့်ဒီမှုရာတွေသားတို့ရည်ရည်စစ်သားခြင်းနဲ့တူဒီလိုကိုရှင်၌ခရုကုစားခြင်းဖြင့်ကောင်းကြီးမင်္ဂလာများခံစားစီဖို့လိုကလက်ပတ်တရားစာဖြင့်အလင်းပေးခြင်းပြက်ပြင်းခြင်းတုံသိကြည့်ပြပြပြီးတော့ပို့ဆောင်ကောင်းချီးပေးပါမည်အကြောင်းအသက်ရှင်တော်မူသော အရှင်ယေရှုဘုရားနာမတော်ဖြစ်ကိုမိပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံ့ကြပါရပါဘုရားသခင်အာမင်ကျွန်ဒီတပတ်တာကာလမှာတော့အခုတခင်ဘုရားနေ့၁၈ရက်နောက်ပြီးတော့၂၀တရချပေါ့နော်နောက်ပြီးတော့၂၀နှစ်အာလာမက်စနေနေ့ဒီ၂၄ဒီကိုကျွန်တော်ပါစမ်းပါစေဆက်လက်ကြံစမ်းပါပါမယ်မနက်ဖြန်ကျရင်တော့၁၉ဟာလား၂၁နောက်ဆက်တော့မှာတော့ကျွန်တော်ရှင်မာကုခရမင်းနေ့ကျွန်တော်ဒီပါစဉ်းစားကြဖို့ဖြစ်တယ်ဆိုတော့ ကြိုတင်ပြီးတော့ဖော်ပြခြင်းနဲ့တူမြန်မာစံရေးမနက်ခွန်နိုင်တိုင်းမှာထုတ်လွှင့်တဲ့စီးရင်ဖြစ်တဲ့ကြောင်းစောင့်ဆိုင်ပြီးကြီးစုနေမယ်လို့ယုံကြည်မျှော်လင့်ကြောင်းကျွန်တော်ဖော်ပြလိုပါတယ်။ Public မှာ share လုပ်ချင်ပြီးအမှုရမြန်မာဆက်လက်ပါဝင်ပေးပါအောင်လို့တာမန်တောင်းဆိုလိုပါတယ်။လို့ဆိုတော့မယ်သူရောက်တဲ့ပုံမှာပြာခင်ဒီကြီးပါတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော့ပါစေတော့။အာမင်။